အစ္စလာမွအလัยကွမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုဂျူမဒယ်ဥလာ6ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ဗုဒ္ဓဦးနေ့မှာ9မိနစ်တင်အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1189ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဘဝမှာအသက်နဲ့ခန္ဓာတွဲနေသည်၍ဘာမှဆိုကျွန်တော်တို့လုံနိုင်သေးပါတယ်အချိန်မနှောင်းသေးပါဘူးဆိုတဲ့အကြောင်းလေးကိုဒေါက်တာအဒမ်ရှာကာဝီအနေနဲ့ကာတာနိုင်ငံကအလ်ဝတ်တန်ဆိုတဲ့ မဂ္ဂဇင်းမှာရေးသားတဲ့စောင်းပါးကိုပြန်လည်ပြီးတော့တင်ပြအပ်ပါတယ်။အစ်ဘနီဟာဂျာရ်အလ်အစ်ကလာနီရဟီမာဟူလာရဲ့ဂျဝါဟီရ်အလ်ဂျဝါဟီရ်ဝဒ်ဒူရာစာအုပ်မှာဒီလိုရေးထားပါတယ်။အီမမ်ကီဆာအီဟာအသက်40အရွယ်တိသူကျောင်းသမားအဖြစ်နေတိုင်းလောက်ခံခဲ့ပါတယ်။တနေ့တတိယကနေဖြတ်သွားနေစဉ်မှာမိခင်တဦးကတားငယ်ကိုကျမ်းမြတ်ကုရ်အန်သင်ကြားဖို့ကုရ်အန်ဝိုင်းတွေကိုတွားဖို့တိုက်တွန်းနေတာကိုတွေ့ရတယ်။ဒါပေမဲ့ကလေးကတွားလို့စိတ်မရှိဘူး။အဲ့တော့မိခင်ကချက်သား ကုရ်အန်သင်ဝိုင်းကိုတွားပြီးတော့ကုရ်အန်သင်ယူပါကြီးပြင်းလာတဲ့အခါမှာဒီလိုတိုးချောင်းသမားလိုမဖြစ်ရလေအောင်မင်းတွားပါဆိုပြီးတော့ပြောနေတယ်အဲ့တော့အီမမ်မေကစ္စာကြီးစိတ်ထဲမှာငါဟာအဝိဇ္ဇာရဲ့တာရကအဖြစ်တင်ပြခံနေရသလိုလို့တွေးမိတယ်ဒီနေ့နောက်မှာသူဟာတိုးတွေကိုတွားရောင်းနေပညာရှာဖို့အတွက်ခရီးထွက်ခဲ့ပါတယ်နောက်ဆုံးမှာသူဟာအာရဗီဘာသာစကားဗေဒဒါရပညာရဲ့တက်ဖစ်ပညာရဲ့ဒီမှာထိတ်တန်းအီမမ်ကိရာပညာမှာလည်းအဓိပတိတအူးဖြစ်လာပြီးတော့ မြင့်မြတ်တဲ့ရည်မှန်းချက်ကြီးမားမှုရဲ့စံနမူနာတစ်ခုဖြစ်လာခဲ့ပါတယ်။ဥစာဖတ်နေတဲ့ပုဂ္ဂိုလ်ဒီစီစဉ်ကိုနားထောင်နေတဲ့ပုဂ္ဂိုလ်လူတွေရဲ့ပြဿနာအများစုကိုကျွန်တော်တို့သတိထားမိပါတယ်။ကျွန်တော်တို့ထိုင်ကနေအကြံဉာဏ်တောင်းခံကြသူတွေကျွန်တော်တို့ရဲ့ဟောပြောပွဲတွေကနေမိကွန်းတွေတို့မဟုတ်ကြားသိရတဲ့အကြောင်းအရာတွေကနေတဆင့်သိရတာကလူတွေဟာအသက်အရွယ်တစ်ခုကိုရောက်သွားရင်အရာရာမှာနောက်ကျသွားပြီလို့ယုံကြည်ချက်ပဲဖြစ်ပါတယ်။ပို့ဆိုတာကနောက်ကျသွားပြီလို့ခံစားရတဲ့ တတ်မှတ်အရွယ်ဆိုတာမရှိပါဘူးတပည့်အချို့ကပရမတ်နဲ့ပညာသင်နဲ့ကုံဆုံးပြီးတော့မိမိရဲ့ဘာသာရပ်ကိုမနစ်သက်ဘူးကိုနဲ့မကိုက်ညီဘူးလို့ခံစားရတဲ့အခါမှာအသက်အရွယ်ကြောင့်နောက်ပြန်မဆုတ်နိုင်တော့ဘူးလို့တွေးထင်တတ်ကြပါတယ်ဒီချိန်မှာသူဟာအသက်မှာတော့အသက်20လောက်ပဲရှိသေးတယ်သူအနေနဲ့အစ်စ်တဖန်မိမိစိတ်ဝင်စားတဲ့ဘာသာရပ်ကိုပါရဂူမြောက်ကျိုးပန်းနိုင်ပါသေးတယ်တို့ပေမဲ့ဖြစ်မလာပါဘူးလူအချို့ဟာအသက်40မှာကလထိုင်ပေါ်မှာထိုင်ပြီးတော့ဆလာတူပြူလိုက်ကြတယ် မလွဲမရှောင်တာမလုပ်ရတဲ့အရာတွေကလွဲပြီးတော့တခြားဘယ်အရာကိုမှမလုပ်နိုင်တော့ဘူးလို့ထင်မှတ်ခံစားနေကြပါတယ်လူတွေကနောက်ကျသွားပြီလို့မြင်တဲ့ဒီအသက်40အရွယ်မှာပဲကျွန်တော်တို့ကုရမဆလ္လာလာလိဆလမ်ရဲ့ဘဝတည်တစ်ခုစတင်ခဲ့တယ်ကုရမ်ပေါ်မှာဝဟီအမိန့်တော်တွေခြားပေးခံရတယ်ဓမ္မတော်မြတ်ဆလ္လာလာလိဆလမ်ကဒီကဘာကြီးတစ်ခုလုံးကိုအသက်40အရွယ်မှာစတင်ပြီးတော့ပြောင်းလဲပစ်ခဲ့တာပါဟုတ်ပြီဓမ္မတော်နူဟ်အလိဆလမ်ရဲ့ဘဝကိုကျွန်တော်တို့ကြည့်ကြည့်လိုက်မယ် တခင်ကြီးရဲ့နောက်ဆုံးစာမျက်နှာတွေကိုရေးသားနေတဲ့အချိန်မှာ အသက်တထောင်ကပ်နေပြီဖြစ်တယ်ဆိုတာကျွန်တော်တို့အားလုံးအသိဖြစ်ပါတယ်။အားနေခြင်းနဲ့အရှုံးပေးခြင်းတို့ဟာအသက်အရွယ်နဲ့မဆိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါဒီဟာကိညာလန်းတဲ့စိတ်သက်အတွင်းမြင်တဲ့ဘဝကိုကြည့်ရှုမြင်သာမှုပေါ်မှာပဲပုံမူမူတည်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တက်တန်းဆိုတာကိညာလန်းတစ်ခုပါပဲ။အီမမ်အီဘနုလ်ဂျောဇီရဟီမဟူလာဟာအသက်80အရွယ်မှာကုရ်အန်ရွတ်ပတ်မှုနည်းပညာကိရတ်10မျိုးကိုသင်ယူခဲ့ပါတယ်။ယနေ့မျက်မှောက်ခေတ်မှာရှိနေတဲ့လူငယ်တွေဟာ အသက်30လောက်ပဲရှိသေးတယ်ကျမ်းမြတ်ကုရ်အန်တင်ပေးတင်ယူပြုပေးရဌာနတွေကိုတွားဖို့ရှက်ကြောက်နေခဲ့တာကဝမ်းနည်းစရာပါရှိခ်အာမဒ်ယာစင်ဟာအသက်50အရွယ်မှာအစ္စရေးကိုပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက်ဟာမတ်ဆိုတဲ့လှုပ်ရှားမှုတစ်ခုကိုစတင်တည်ထောင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူဟာဝီလ်ချဲပေါ်မှာထိုင်နေရတဲ့သူဖြစ်တယ်အစ္စရေးရဲ့အင်အားဟာလည်းအထွတ်အထိပ်ကိုရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်သူဟာတွက်ချပါရဖြစ်တယ်ခြေလက်အင်္ကာတွေတည်ခြင်းကြောင့်ဘာမှမလုပ်နိုင်တော့ဘဲနဲ့ထိုင်နေရင်လေလူတွေကခွန့်လွန်မှာပါ ိမ်နာမှာ तू ကထိုင်နေခွင့်ရှိပါတယ်အိမ်လေးမှာနေခွင့်ရှိပါတယ်ဒုပိမဲ့ကြံရှိတဲ့အသက်ထက်ကုံဆုံးသွားတဲ့အသက်ကပုံများနေပြီလို့အကြောင်းပြချက်ပြနိုင်သေးပါတယ်ဒုပိမဲ့ဘဝရဲ့မှတ်တမ်းမှာအရေးပေါ်လူနာခန့်အတွင်းထဲမှာတင်မင်းကိုဆောင်းစားရင်းနဲ့တည်ဆုံးနာနဲ့စာရင်ဖဂျင်နမတ်အပီပလီကထွက်ခွာလာတဲ့အချိန်ပလီတကဝမှာရှဟစ်အဖြစ်တည်ဆုံးခြင်းဟာပို့ပြီးတော့ကောင်းတယ်ဆိုတာကိုသူကောင်းကောင်းကြီးနားလည်ပါတယ်တည်ဆုံးခြင်းအလုံးဟာခရီးဆုံးပဲဖြစ်တယ်မယ်လေ ာသနာတော်အတွက်ရဲရင်မှုကိုအဖို့ပြုပြီးတော့ရှဟီဒ်အဖြစ်ကွယ်လွန်သေဆုံးခြင်းကပုံမူပြီးတော့ဂုဏ်ကြီးပါတယ်။ဟင်နရီဖို့ဒ်ကအသက်55နှစ်အရွယ်မှာသူ့ရဲ့အီယာမကုမ္ပဏီကြီးကိုတည်ထောင်ခဲ့တာပါ။တင့်အသက်အရွယ်ဘလောက်ပဲရှိစေကမူတင်လဲစတင်နိုင်ပါတယ်။အဘူအယုဘ်အလ်အန်ဆာရီရာဒီအလာဟူအန်ဟူတခင်ကြီးဟာအသက်100အရွယ်မှာကွတ်စတွန်တူနီဘယ်မြို့ကိုဝန်းရံတိုက်ခိုက်ရာမှာပါဝင်ခဲ့တယ်။သူ့ရဲ့ဂူဘိတ်မှာဟာယနေ့အထိတိုင်ဒီမြို့ရိုးအနီးအနားမှာရှိနေပါတယ်။ အသက်အရွယ်ဟာကိငင်းနဲ့တက်တက်တာဖြစ်တဲ့အကြောင်းကိုကျွန်ုပ်တို့ကိုပြောပြနေသေးပါဟာလန်ဇန်ဒါဟာအသက်60အရွယ်မှာကန်တာကီဟူတဲ့နာမည်ကျော်စားတောက်ဆိုင်တွေကိုတီထောင်ခဲ့ပါတယ်အလောက်ရှိမြတ်သူ့ရဲ့ရောင်းအားမှာဘရကတ်မချိမြင်ပါစေနဲ့သူဟာမဟုတ်တဲ့နေရာမှာသူ့အနေနဲ့ဒါတွေကိုပြန်ပြီးတော့တုံးဆွဲနေတာဖြစ်တယ်အဲ့တော့ကိစ္စရဲ့အားလုံးဟာဇွဲတက်တိအတွေ့အခေါ်ကြီးမန်းချက်နဲ့ဆိုင်ပါတယ်ဆန်ဖြူခြင်းနဲ့မဆိုင်ပါဘူးဒါဒီအားလုံးကမိမိကိုယ်နဲ့ဘဝကိုဘယ်လိုမြင်နေဆိုတာနဲ့တက်ဆိုင်ပါတယ်အဲ့တော့ တင့်ကိုစတင်ခြင်းကနေတားဆီးနိုင်တဲ့တခုတည်းသောအရာကဇွဲလျှော့လိုက်ခြင်းနဲ့အရှုံးပေးလိုက်ခြင်းဖြစ်ပါတယ်။အချက်မှတောင်းမှပဲဘယ်တော့အခါမှနောက်ကျတယ်လို့မရှိပါဘူး။မူစတဖာမာဟမူဒ်ဟာအင်တော်ရဲ့နှစ်ကြိမ်ပြတ်ပြီးတဲ့နောက်မှာပျော်ရွှင်မှုနဲ့အချက်ကိုတွေ့ရှိခဲ့ပါတယ်။အချိန်ကမနေ့ပြန်အတွက်မင်္ဂလာတွေတည်ဆောင်းလာနိုင်ပါတယ်။ထပြီးတော့ယခုပဲစလိုက်ပါ။ခန္ဓာကိုယ်ထဲမှာဝိညာဉ်တွေဆိုတာဟာကျွန်တော်တို့အတွက်အစ်တတန်ဖိုးရှိတဲ့အနှစ်သာရတွေဖြစ်ပါတယ်။ လူသားရဲ့အသက်အစစ်မှန်ဆိုတာခန္ဓာကိုယ်ရဲ့အသက်မဟုတ်ပါဘူးဝိညာဉ်ရဲ့အသက်ဖြစ်ပါတယ်လူသားဟာသူ့ရဲ့ဝိညာဉ်ဥမင်းတယ်လို့ဥမင်းခြင်းဖြစ်ပါတယ်စိတ်ထောင်းလို့ကိုကြည်ရတာပါအဲ့တော့အချိန်ကမနှက်ဖြန်အတွက်မင်္ဂလာပါတင့်ရဲ့ရင်ထဲမှာရှိနေတဲ့လှပတဲ့အိုင်ဒီယာတွေကိုမြင်မြုပ်မထားပါနဲ့အချိန်ကုန်သွားပြီဆိုတဲ့အကြောင်းပြချက်ကိုမသုံးပါနဲ့ကျွန်တို့ရဲ့တာသနာဟာဘယ်လောက်ခြေပြန့်ပြီးတော့မှကျွန်တော်တို့ကိုစိတ်ဓာတ်ခွန်အားတွေပေးတဲ့တာသနာလဲဆိုတော့ကြာမတ်ဖြစ်လူစဲစဲအချိန်မှာတင့်ရဲ့လက်ထဲမှာစိုက်ပျိုးဖို့ ပြိုးပင်တပင်ရှိရင်လေအဲ့ဒီပြိုးပင်ကိုစိုက်ပြိုးဖို့အမိန်ပေးထားတဲ့သာသနာမဟုတ်ဘူးလားဒါကြောင့်အချိန်ဘယ်တော့မှမနှောင်းပါဘူးအသက်နဲ့ခန္ဓာတွဲနေတဲ့၍ဘာမှဆိုကျွန်တော်တို့ပြန်လဲစတင်လှုပ်ဆောင်နိုင်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့တင်ပြအပ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာ